မင်္ဂလာပါရှင်ဧပြီလ30ဗုဒ္ဓဟူးနေ့အတွက်ရှင်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တည်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့စားသုံးစီဖြန့်ပြူးခြင်းဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်လို့ညနေအစီအစဉ်ပြုလုပ်တဲ့တည်။စားသုံးစီဖြန့်ပြူးခြင်းဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်ပြီးညှိနှိုင်းအစီအဝေးကိုဧပြီလ28ရက်နေ့စနေကလမ်းမတော် မြို့နယ်ကုန်သည်ဆက်မှုအသင်းချုပ် UMSCCI မင်္ဂလာခမ်းမရင်ကျင်းပကြောင်းသိရပါဗျ။ အစီအဝေးတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးဝန်ကြီးကုံသေးဆက်မှုအတင်းချုပ်ဥက္ကဋ္ဌမြန်မာနိုင်ငံစီကုံသေးနှင့်စီလုံငန်းရှင်များအတင်းဥက္ကဋ္ဌစားသုံးသူရေးရာတိုင်းဦးစီမှုတို့ကစားသုံးစီများဖြန့်ဖြူးရာတွင်အဆင်ပြေလွယ်ကူစေရန်ဈေးနှုန်းနှင့်အလေးချိန်များမှန်ကန်မှုရှိစေရန်စားသုံးသူများအဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက်ဆောင်ရွက်ပေးရန်သက်ဆိုင်ရာခန္ဓာအလိုက်လိုက်နာဆောင်ရွက်ရမယ့်အချက်များအားလိုက်နာဆောင်ရွက်ရန်တို့ကိုရှင်းလင်းမှာကြားဆွေးနွေးကြကြောင်းသိရပါ ါတယ်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကမာရွမြို့နယ်တွင်မိုးသီးထန်စွာရွာသွန်းမှုကြောင့်စိမ်ပန်းပင်လဲပြုတ်မှုဖြစ်ပွားတဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးကမာရွမြို့နယ်တွင်မိုးသီးထန်စွာရွာသွန်းမှုကြောင့်ဧပြီ29ရက်ညနေ3:00မိနစ်40ကပြည်လန်းပညာရေးတက္ကသိုလ်ဝင်းရှိတွင်လုံပတ်နှစ်ပီးအမြင့်ပေ၄၀ခန်းရှိတဲ့စိန်ပန်းပင်လဲကျမှုဖြစ်ပွားကြောင်းသိရပါသည် တစ်ပင်လမ်းမပေါ်သူလဲချနေမှုအားမြို့နယ်အုပ်ချုပ်ရေးဦးစီးမှုမြို့နယ်ရဲတပ်ဖွဲ့မှုနဲ့အဖွဲ့ဝင်များမြို့နယ်စီမံသားရေးအဖွဲ့ဝင်များမြို့နယ်ရင်ထိန်အဖွဲ့ဝင်များနဲ့မြို့နယ်မိသက်တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်းရှင်းလင်းဆောင်ရွက်ကြကြောင်းသိရှိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့လျက်စစ်ထမင်းပေါင်းအိုအပူလွန်ကဲရာမှနေအိမ်သုံးလုံးမိလာမှုများတကုံတွင်ဖြစ်ပွားတဲ့တွင်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့သေးမြောက်ပိုင်းမြို့နယ်52ရပ်ကွက်အောင်ချမ်းသာငါးလမ်းရှိနေအိမ်တစ်လုံးတွင်ဧပြီလ28ရက်ညနေ9:00မိနစ်ခန့်ကလျက်စစ်ထမင်းပေါင်းအိုအပူလွန်ကဲရာမှနေအိမ်သုံးလုံးမိလောင်ဆုံးရှုံးခဲ့ကြောင်းသိရပါသည်။ ိမ်မီးပိုအကြောင်းမှာလျှက်စစ်ထမင်းပေါအိုကိုတဲထားရမှာ ခလုတ်က မတက်ပဲပေါင်းအပူလုံမီမိလာမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။မိလာမှုကိုမိငိမ့်တရင်၅စီရေတရင်၆စီနဲ့အတူတန်ဒီအယံမိသက်တဖုံ90ကျော်ဖြင့်ငိမ့်တက်ခဲ့ရညနေ9:30တွင်မိငိမ့်သွားကြောင်းသိရပါတယ်ရှင်။ ်ပြည်သူများရှင်ကျမတို့ရှင်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဖြစ်ပေါ်နေတဲ့သတင်းပစ်စင်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်ရှင်။